သမောထံသမောထံပဲဖြစ်ပါတယ်ဒီလောက်ဒီလို့ရရှုံးနေတဲ့ကြားထဲမှာကာရိဘီယံပင်လယ်ပြင်မှာဗင်နီဇွဲလာကိုစစ်ကစားနေတာပါပဲဗင်နီဇွဲလာစီကထမ်းပါလို့ကျင်တာလေမွေးစေဝါနေနေဆိုတဲ့ခေါင်းစဉ်ကိုကြောင်းပြပြီးဗင်နီဇွဲလာစီကထမ်းပါလို့ကျင်တာလဲဆိုတာရားမကြမီမှာတော့သိရတော့မှာဖြစ်ပါလေခုကာရိဘီယံပင်လယ်ပြင်ကြီးထဲမှာ ်အမေရိကန်ရဲ့အကြီးဆုံးရေတပ်သင်္ဘောကြီး USS Gerald Ford ဦးဆောင်တဲ့စစ်သင်္ဘောတွေတိုက်လေရင်နေစီအာတောင်းခွဲလောက်အစိုးရစီကိုချထားပါပြီပြောရမယ်ဆိုတော့ဗင်နီဇွဲလာနဲ့ဆယ်မိုင်ကွာနားတော်မှာရောက်နေပါတယ်လျှက်တပြည့်ဆိုသူတို့ဗင်နီဇွဲလာကိုဝန်တိုင်းနိုင်တဲ့အခြေအနေမှာရှိပါတယ်တမနာထရဲ့ခေါင်းတစ်ဆက်တမနာထရဲ့မီးစိမ်းတစ်ချက်သာလိုတော့တဲ့အခြေအနေပဲဖြစ်ပါတယ် ဗင်နီဇွဲလာသမ္မတမော်ဒူရိုကတော့နိုင်ငံတွင်းမှာနေရာပေါင်းများစွာမှာခွဲပြီးတော့မှညာအိတ်နေရတဲ့ဆိုပါတယ်မော်ဒူရိုကသူ့ဘက်မှာအများရန်ကာကွယ်ပေးမဲ့စစ်အာဏာနှစ်သိမ်းနဲ့အရန်စစ်တင်အရန်အသင်းချထားတယ်လို့ဆိုပါတယ်တကယ်တကယ်ဖြစ်လာရောအမေရိကန်မော်ဒူရိုအနေနဲ့ခံနိုင်ဖို့လွယ်ပါမလားမော်ဒူရိုထင်တော့ဆိုသူ့ရဲ့အနောက်မှာမိတ်တွေဖြစ်တဲ့ရုရှားတို့ရောဒီဘက်မှာပါမလားပါမယ်ဆိုတော့ကမ္ဘာစစ်ကိုဦးတည်သွားပါလိမ့်မယ် ကာရီဘီယံပင်လယ်မှာအင်အားစုံပြီဆိုတော့ train အနေနဲ့ဘာလို့လှုပ်ရှားတော့မလဲဒါကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အခုလေနေတဲ့ဘောကြီးရောက်ချိန်မှာမာလိုဟာ train နဲ့ဆွေးနွေးကြတာကိုကန့်လန့်လာတယ်လို့ဆိုပါတယ်တမောထုံကဗင်နီဇိုလာတမောမော်ဒူနဲ့ဆွနီမူချိုပြုလုပ်နိုင်ပါတယ်လို့အရေးမွက်ပြောပါတယ်သူပြောကြကြအမေရိကန်ရဲ့လေရင်သွေးမောကြီးနဲ့ပြောရမယ်ဆိုရင်တော့ရန်သူကိုဂျောင်းပိတ်ရိုက်ပြီးမှပဲဆွနီမယ်ဆိုတော့ပုံစံမျိုးပါထရဲအနေနဲ့ကတော့ ်ငါလူလူအနေနဲ့ဂျောင်ပိနေတဲ့အနေထားမှာရှိနေပါတယ်မရကစနကမွေးစေဝါတေပို့ဆောင်တဲ့လူတန်တရားရှိတဲ့သင်္ဘောတွေကိုတိုက်ခိုက်မှုတွေအစမပြတ်လုပ်ရရှိပြီးတော့ဒီလိုဆိုဂျူရာဖိုလိန်နဲ့သင်္ဘောတွေတခြားစစ်သင်္ဘောရောက်လာခြင်းဟာအမေရိကန်စိုးရကမွေးစေဝါတိုက်ဆက်ချက်ရေးလို့အခိုင်အမာဆိုပေမဲ့မာရူပေါ်တော့ဖီအာတိုမြင့်ခြင်းဖြစ်ပဲရှုမြင်ခံရပါတယ် မာနူရောထောင်ကွာ80ပြည်လို့နေတဲ့ကပနာမအာနာယေနော်ရီရဲကလိုပဲမေဂန်ရဲ့ဖန်စီချင်းကိုခံရမလားအဲဒီတော့ကလည်းနော်ရီရဲကပြောမယ်ဆိုရင်တော့မြို့ရေးစေဝါအကြောင်းပြချက်နဲ့ပဲနောက်ဆုံးရုတ်တရက်ရှောင်းတစ်ခေဖန်ခံရပါလေမာရူရဲ့နော်ရီကလိုများကံကြမ္မာဆက်များတော့မပြောတတ်ပါဘူးလေရင်းသမားရောက်လာခြင်းဟာ Operation Southern Spear Mission ရဲ့ဇေဒီပိုင်းဖြစ်ပြီးစစ်သည်မော့စနစ်လေးရေတပ်သားမရင်းတပ်သားပေါင်း1000ကျော်လောက်ပါပါတယ် တနေ့ကိုနေမှာ breakdown down one is not you ကမူရစီဝါတေဘူဆောင်ရဲ့ဆိုတဲ့လေဒီကို Pacific တို့ရာရှေ့ပိုင်းရေပိုင်းထဲမှာတိုက်ခိုက်ဖြစ်စီရာလူသုံးထက်သေးပါတယ်။ American ကအဲ့ဒီလိုမျိုး Venezuela ကထောက်လာတဲ့လေဒီကိုပြစ်ခတ်နေတာဟာပြီးခဲ့တဲ့လကတည်းကဖြစ်ပြီးခုကလူပေါင်း80နီးပါးလောက်သေဆုံးပြီးဖြစ်ပါတယ်။ဒါကြောင့် G7 အဖွဲ့ကြီးကတော့မှသူတို့ရဲ့မဟာမိတ် American လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီးကြီးကြပ်ကန့်ကွက်နေပါတယ်။ ထူးခြားတာကတော့ကုလပြအမေရိကန်အလို့လောက်တာနဲ့ပတ်သက်ပြီးကုလသမဂ္ဂကတော့အတန်တိတ်နေတာပဲဖြစ်ပါတယ်။ရုရှားတို့ယူရိုကတော့စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။စင်မာလာဆော်ဘယ်ယောဆာဗီကာရီဘီယံနဲ့ပစိဖိတ်ရှေ့ပိုင်းမှာအမေရိကန်တို့တိုက်နေတာဟာ20ကြိမ်လောက်ရှိပါပြီ။လူ80ကျော်သေဆုံးမှုဖြစ်ပါတယ်။အမေရိကန်ရဲ့တပ်ပြောကြားချက်အရတော့လေရင်တွေသမောတိုက်ခိုက်ရေးအုပ်စုဟာဒေသတွင်းမူရစ်ချမ်းဖတ်မှုမှာအမေရိကန်လုံခြုံရေးနဲ့တပါအတားအယောင်ဟာပြောရေးကိုကောက်ွယ်ဖို့စေအားတိုးမြင့်သွားမယ်ဆိုပါတယ်။ ထရန်ကဗင်နီဇွဲလားဘက်ကစကားပြောလို့ရဆိုပေမဲ့သေးစိတ်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပဲကျွန်တော်ကတော့ဘယ်သူနဲ့ဆိုစကားပြောပါမယ်လို့သာပြောပါလိမ့်မယ်။ American မှာမူရချမ်းဖတ်မှုနဲ့ဆွေးကြတဲ့ခံရတဲ့မာရူလိုကတော့ American ဆိုရကသူ့ကိုစနစ်မှုစစ်ပွဲတစ်ခုခံနေနေတာလို့တွန့်ပြပြောပါလိမ့်။တကယ်တော့ American မာရူလိုကိုဖြုတ်ချဖို့လုပ်နေတာဆိုပြီးတော့သူ့ကိုသူထင်းနေတာဖြစ်ပါတယ်။ခံရတော့မာရူလိုကိုဖြုတ်ချပါဘူးဆိုပြီးတော့အချိန်ဖန်များစွာကြတိပေးထားပါလိမ့်။ ဒါမဲ့စကားမျိုးပြောင်းပြောတဲ့ထရန်ကတိတွေကယုံရပါမလားထရန်ကိုဗင်နီဇိုလာကိုဘယ်လိုလုပ်မလဲလို့တင်းတောက်တွေကမေးတဲ့အခါကျွန်တော်ကဆုံးဖြတ်ပြီးသူတို့ပါပဲလို့ဒါရေမွန်ရဲ့ဆက်စင်ပဲပြောသွားပါတယ်သေစိတ်တော့မပြောပါဘူးဗင်နီဇိုလာနဲ့ခုနမိုင်းတောက်ကွာဝေးတဲ့ထရီနီဒက်နဲ့တိုဘါဂိုကျောင်းနိုင်ငံတွေမှာနိုင်ငံစစ်တမ်းနဲ့လေကျင်းရေးတွေကိုလည်းစတင်နေပြီဖြစ်ပါတယ်တပတ်လောက်ကြာမယ်ဆိုပါတယ်ဒါဒုတိယချင်းမြောက်လေကျင်းမှုဖြစ်ပြီး ကျောင်းနိုင်ငံမှာရှိတဲ့အကြမ်းဖက်မှုတွေကိုတားဆီးဖို့ရည်ရတာလို့မေဂန်နိုင်ငံဂျာယီဦးကြီးဌာနကပြောပါတယ်။ဗီနီဇွဲလာကိုချိန်ချမှုမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီစီးရီးလေးပြည်နယ်ကဗီနီဇွဲလာနဲ့ခုနှစ်မိုင်လောက်သာဝေးတဲ့အတွက်ဗီနီဇွဲလာကတော့ထိုင်ကုန်မှာဖိအေးအောင်တော့မထိုင်ရဲပါဘူး။မာရူကဒီလေးကြီးငန်းတွေဟာကိုယ့်ကိုရန်ရွက်လောက်ရဲ့ဖြစ်သတ်မှတ်ဖော်ပြနေပါလေ။အလားတူကနာမောင်းမောင်းလည်းအမေရိကန်တပ်ဖွဲ့တွေစီးရီးလေးကျင့်နေပြီးစစ်တွေးမှုကသမောင်းနဲ့ကာကွယ်ရေးတပည့်ဟာဆက်ကိုလူအသည်များအစင်းစစ်ဖြစ်နေကြောင်းပြောပါတယ် မေဂန်နိုင်ငံကျိုင်းဒီမဂိုရီယိုကဗီနီဇွဲလားရဲ့တရားဝင်ခေါင်းဆောင်ဖြစ်မာဒူရိုကိုလုံးဝအသိပေးပြီလို့ပြောပါတယ်။မာဒူရိုကယူကော့ပွဲဆက်ဆက်ကိုလိန်ပြီးတက်ခဲတာဖြစ်ကြောင်းပြောပါတယ်။တိုက်ခန်တွေကိုဖမ်းဆီးထောင်ချပြီးတော့ပြည်ပကိုထွက်ပြေးအောင်ဖိအားပေးခဲ့တယ်။ပြည်ပကိုမထွက်ပြေးတဲ့တိုက်ခန်တွေဆိုရင်လည်းဖမ်းဆီးထောင်ချတဲ့အသက်ပြစ်တယ်။ဒါဟာဗီနီဇွဲလားအနာရှင်တွေလုပ်ရလို့ဆိုပါတယ်။ဒါကြောင့်မာဒူရိုဟာဗီနီဇွဲလားတရားဝင်ခေါင်းဆောင်မဟုတ်ဘူးလို့ပြောပါတယ်။ဗီနီဇွဲလားဆိုရဟာမူရစေဝါဟောကူးတွေနဲ့ ပူပေါင်းဆောင်ရနေတယ်မက်ခရိုဟာအဲ့ဒီကိန်းကောင်းဆောင်လို့ဆိုပါတယ်ပြောရမယ်ဆိုရင်တော့မာနုမာကိုရီပီယိုကမာနုဟာကာတက်ဒီလော့ဆိုးဆိုတဲ့အမည်ရှိအဖွဲ့အစည်းကိုနိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းဖြစ် လုပ်နေတယ်လို့ဆိုပါတယ်ဒီအဖွဲ့အစည်းကိုနိုင်ငံခြားအကြမ်းဖက်ဖြစ်တဲ့အမေရိကန်ကသတ်မှတ်မယ်လို့ပြောပါတယ်ဒီမာဒူနဲ့ဆွေးနွေးဖို့ထိုင်တဲ့ရာရှိတဲ့ဘူဂျုတ်တွေကဒီ Carter Dealer ဆိုဆိုတဲ့ဖွဲ့ကိုဥဆောင်နေတာတော့ American နိုင်ငံဂျာယီဌာနကဆွဆွပါတယ်။အဲဒီတမချက်အကျိုးတယောက်ရင်လာမယ့်နိုဝင်ဘာ24မှာသိရမှာပါ။ဒီဖွဲ့ဝင်တွေကိုပြောရမယ်ဆိုရင်တော့ပြစ်မှုကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ဘလို့ပဲထောက်ပံ့ထောက်ပံ့ပါသေး။ American ဒီ Carter Dealer ဆိုဆိုတဲ့ဖွဲ့ကိုနှိမ်နင်းမယ်ဆိုတဲ့အကြောင်းပြချက်နဲ့မာရိုကိုဖမ်းဆီးနိုင်ခြေလည်းရှိနေပါလား။ ဘရိတ်ကန်ဟာတခြားနိုင်ငံတွေရန်လိုမှုကိုဖိအားပေးတားဆီးမှုလည်းမြေသိမ်းမိုးတွေကိုတောင်းလို့ရှိပြီးဒီစနစ်ရင်းတွေဟာတခြားနိုင်ငံတွင်းမှပြည်ပတွေကိုထိမှန်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီ US ကျောက်ဖို့ဒီဘက်မှာစစ်အားတောင်းတဲ့ကြီးရှိပါတယ်တကယ်လို့သာရှောင်းလုပ်ကဲဖြစ်မယ်ဆိုရင်ဟိတ်ဆိုရင်တော့ဗီနီဇွဲလာကဲကြီးကိုဒီသိမ်းမိုးကြီးကတ်တာနဲ့ဗီနီဇွဲလာစစ်တီတွေဟာရင်းရှည်တက်နေမှာမဟုတ်ဘူးဗီနီဇွဲလာနိုင်ငံတွေကနေထွက်ပြေးတိမ်းရှောင်နေရတဲ့ဘိုဂျိုအောင်တူကပြောပါလိမ့်ဒီဘိုဂျိုအောင်ကလည်း မာဒူရိုနဲ့ကရောက်ကစားဖြစ်အမျိုးမတူဘူးနောက်ဖွဲ့ပြီးနေရတာဖြစ်ပါတယ်။ဗီနီဇွဲလားစစ်တပ်ကမာဒူရိုပေါ်သစ္စာခံနေဆိုပေမဲ့လည်းဒီကအပြင်ဗီနီဇွဲလားပြည်သူတွေကအတိဒုက္ခရောက်ကြအောင်ပြည်သူတွေကအဓိကဒုက္ခဖြစ်နေတာလို့ဆိုပါတယ်။ပြည်ပရဲ့နေဝင်လာရင်တော့ဒီစစ်တပ်ဟာမာဒူရိုကိုကောက်ွယ်ပေးနေမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဖြူဂရီနီသိမ်းမို့ကြီး USS Draft ဟာမြေစေဝါကံကိုတိုက်ခိုက်ဖို့ဘလို့မသိရောပါဘူး။ ဒါကအလုံးသိပါတယ်တကယ်လို့အမေရိကန်ကသာမြို့ရဲ့ချမ်းဘက်ကိုင်းတွေကိုတိုက်ခိုက်တယ်ဆိုရင်ဒီလောက်ထိလေရည်သင်းမောကြီးကိုတုံးစရာအကြောင်းမရှိပါဘူးအခုအမေရိကန်ကချထားတဲ့ဒီ US drug for ကြီးကကမ္ဘာပေါ်မှာအကြီးဆုံးလေရည်သင်းမောကြီးဖြစ်ပါတယ်ဒါကတနည်းအားဖြင့်ပြောရင်မာရူလိုကိုယာလူကစေးဖို့တောင်းအားပေးနေတာပဲဖြစ်ပါတယ်မာရူလိုအနေနဲ့ကိုယ့်အကိုပဲစေးမလားအမေရိကန်ကပဲဝင်ဖြုတ်ရမလားမာရူလိုကိုပဲဗီဇိုလာစတက်ကဖမ်းပြီးအမေရိကန်ကိုပို့မလား ဒီလိုရွေးချယ်စရာအသုံးကတော့အဓိက အကျဆုံးချက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ trend ကတော့စစ်ဖြစ်ချင်မှုမရပါဘူး။စစ်ဖြစ်ချင်မှုမရတဲ့အတွက်ခုလောက်ထိစိတ်ရှည်တည်ခံပြီးစောင့်ကြည့်နေတဲ့သဘောပါ။တစ်ဖက်ကလည်းမော်ဒူကဂျာဒူကလည်းစိတ်ပြဖို့လုံးဝဆန္ဒရှိမှုမရပါဘူး။ဘာဖြစ်လို့လဲ။မော်ဒူကဗင်နီဇွဲလားဆိုတဲ့ရင်းနှီးတိုက်ကြီးကိုခင်းထုတ်ထိုင်ထားပါ။ အဒီမပြူတဲ့တဲ့နဲ့ရဆိုရင်မာလူလူဟာထရင်ရဲ့သားတွေနဲ့တော့မှတွေ့ဆုံဆွေးနွေးပြီးသူ့ကိုမဖမ်းဘူးဒေါ်လာ၁၀သန်းလက်ကိုးတယ်လို့ပြောခဲ့ပူပါတယ်။ဒါမှလည်းဒါကလည်းလုံးဖြစ်တယ်လို့မကြားပါဘူး။ဗီနီဇွဲလာမှာလည်းဆိုရကတပ်ဖွဲ့နဲ့ရဲ့သားတွေကိုအမေရိကန်ရဲ့တိုက်ခိုက်တဲ့ခြေကိုကာကွယ်ဖို့အလုံးရင်းနဲ့စီရင်လှုပ်ရှားမှုတွေပြုလုပ်နေပါတယ်။မာလူရဲ့ပါတီရဲ့မူဝါဒတွေကိုမြင့်တင်ဖို့ရဲဘော်ကော်မတီတွေဖွဲ့စည်းရေးကိုလည်းထောက်ခံဖို့တွေပြုလုပ်နေရရှိပါတယ်။ မာဒူရိုကိုထောက်ခံကြောင်းဗီနီဇွဲလားမှာလည်းဆန္ဒပြမှုတွေပြုလုပ်မယ်လို့သိရပါတယ်ထောက်ခံဆန္ဒဖော်ထုတ်ပွဲတွေပေါ့မေဂန်ဆိုယာဆက်ဆက်ဟာဗီနီဇွဲလားကိုအဲ့ဒီလောက်ထိဖိအားပေးတာတခါမှမရှိပါဘူးထရန့်လက်ထက်မှာဒါဟာပထမဆုံးချက်ဖြစ်ပါတယ်ဗီနီဇွဲလားနိုင်ငံသားတွေကတော့အာနာရှင်မာဒူရိုတကယ်ပဲပြုတ်ကြမလားဒါမှမဟုတ်အမေရိကန်အနေနဲ့တကြံပြောက်လို့လောက်တာလားဆိုတာတော့စောင့်ကြည့်နေတာဖြစ်ပါလိမ့်